အယုံစံတို့တရားစကားအနေငယ်နာယူကြရအောင်နော်ဒီနေ့အမတ်တီအခြေခံပညာထက်တန်းကြောင်းသင်္ကန်းကြောင်းကျောင်းဆရာမကြီးဒေါ်ဆဆင်းမြင့်နဲ့ဆရာဆရာမများကျောင်းသားကျောင်းသူများစုပေါင်းပြီးတော့ပြုလုပ်ကူသောကုသိုလ်ကောင်းမှုတွေကိုပြုလုပ်အားထုတ်တဲ့ဖွဲ့မှာအလုံးကောင်းဖို့ကြိုးစားစိုးဆိုတဲ့ခေါင်းစဉ်နဲ့တရားစကားအနေငယ်ပြောကြားပေးပါမယ် ဆရာမကြီးတို့ဟာဒီမှာဆုံးကတာပထမဆုံးချိန်လာအေးနော်ပထမဆုံးချိန်ဒီဥစဉ်တို့တက္ကသိုလ်ကတော့နိုင်ငံတော်ပရိယတ်ဒီသာသနာတက္ကသိုလ်လို့ခေါ်တယ်တက္ကသိုလ်နှစ်ခုရှိတာပေါ့ရန်ကုန်မှာတစ်ခုမန္တလေးမှာတစ်ခုအခုတက္ကသိုလ်မှာတရင်သုံးတဲ့တန်ခါက440နဲ့နှစ်ပါရှိပါကျုပ်ဆရာတော်အပါဝင်ပေါ့သင်္ကြားစီမံဆရာတော်က69ပါရှိတယ်စာကျန်တာတော့စာသင်သားတန်ခါတော်တွေပေါ့ အိဆိုင်သတ္တဃတော်တွေကဥစဉ်တို့ပြည်တန်းနဲ့ရှိတယ်အမေတန်းနဲ့ရှိတယ် pH တန်းနဲ့ရှိတာပေါ့အဲ့ဒီတန်းတို့သုံးတန်းနဲ့မှပညာသင်ကြားပြီးတော့ BA ပွဲတွေ BA ဘုတ်ကျစင်ပွဲ MA ဘုတ်ကျစင်ပွဲ PhD ဘုတ်ကျစင်ပွဲအဲ့ဒီပွဲတွေကိုပြည်တာနော်ဒါဒီတက္ကသိုလ်ကနေပြီးတော့ပြည်တွင်ပြပါမှာလည်းပဲဒီတက္ကသိုလ်ကတန်ဃာတော်ရှင်သူမြတ်ဒီသာသနာပြုလုပ်ငန်းကြီးဆောင်ရွက်ကြပွဲတွေရောက်ပြီးတော့ အဓိကကတော့နေဆန်းတဲ့တောင်တန်းဒေသတွေမှာသာသနာပြုကြတယ်။စွမ်းနိုင်တဲ့ပုဂ္ဂိုလ်များကြတော့အခုကိုရီးယားတို့ဂျပန်တို့အင်္ဂလန်တို့အမေရိကတို့ဒီတက္ကသိုလ်ကထွက်ပြီးတော့သာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးပေါ်ထွန်းလာခဲ့ပါပြီ။ယနေ့ဆရာမကြီးတို့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုသည်ပညာပါရမီကုသိုလ်ကောင်းမှုဖြစ်သွားတာနော်။ပညာရေးကိုအဓိကထားပြီးတော့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်။ဒီတန်ကတော့ရှင်သူမြတ်ကြီး ချမ်းချမ်းသာသာနှင့်သာသနာအလုပ်ကိုအားထုတ်နိုင်ပါစေပတိယတိပတိပတိသာသနာတောင်းဝန်ကိုနှစ်ယောက်ကိုဆွန်းဆွန်းတမန်ကြိုးစားအားထုတ်နိုင်ပါစေဆိုပြီးတော့မိမိတို့ကလည်းပညာရေးသမားတွေဖြစ်တော့ဒီတက္ကသိုလ်မှာလာပြီးတော့ဆွန်းဆက်ကလူတန်းကြခြင်းဖြစ်ပါခန္ဓာကဥစဉ်ပြောမဲ့ခေါင်းစဉ်ကအလုံးကောင်းဖို့ကြိုးစားစို့ဥစဉ်တို့ငငယ်တုန်းကရဘူးတဲ့ကြပြာလေးတစ်ပုတ် ကလေးကလေးအထင်မသေးနဲ့ကလေးကမှလူချီဖြစ်လာလူချီကမှအမ်ကလေးကမှ ကလေးကောင်းမှလူကြီးကောင်းမှလူကြီးကောင်းမှအာလုံးကောင်းမှဆိုတဲ့စကားလေးတစ်ပိုက်အဲ့ဒါလေးအချိန်ခံမလို့ဦးဇင်းတို့ပြောကြရအောင်ယနေ့ဆရာဆရာမတို့ကကျောင်းသားကျောင်းသူများကိုတည်တည်ချာချာစေတနာတွေမေတ္တာတွေကရုဏာတွေနဲ့ ကလေးငယ်များကိုမတိတိအောင်မတက်တက်အောင်ကြိုးစားပြီးတော့ဆောင်ရွက်နေကြတယ်ပရာဟိတသမားလို့ဒါဆိုရမှာဖြစ်ပါဦးဇင်းတော်အင်ဂုတ်ထုံမှာလာတဲ့တရားတပုတ်ရှိတယ်အင်ဂုတ်ထုံမှာဦးဇင်းတော်ဆဝါလာဆဝါလာတဆိုတဲ့သုတ်ရှိတယ်အဲ့ဒီသုတ်ထဲမှာဦးဇင်းတော်ဘုရားရှင်ကိုတော်မြတ်ကြီးဟောကြားတော်မူတဲ့တရားကပမာလိုပဲပြောကြပါစို့ မိမိကောင်းအောင်သာကြိုးစားပြီးတော့သူများကောင်းအောင်မကြိုးစားတဲ့ပုဂ္ဂိုလ်တစ်မျိုးနောက်တစ်ခါမိမိတော့မကောင်းဘူးသူများကောင်းအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တစ်မျိုးနောက်တစ်ခါမိမိလည်းမကောင်းဘူးသူတစ်ပါးလည်းသူတစ်ပါးကောင်းအောင်လည်းမကြိုးစားတဲ့ပုဂ္ဂိုလ်တစ်မျိုးနောက်တစ်ခုကမိမိလည်းကောင်းအောင်ကြိုးစားတယ်သူတစ်ပါးလည်းကောင်းအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်လေးမျိုးလေးစားရှိတယ်အဲ့ဒီလေးမျိုးလေးစားတဲ့မှာဗုဒ္ဓမြတ်ဖရာကတော့ မိမိလည်းမကောင်းဘူးသူများကောင်းအောင်လည်းမကြိုးစားတဲ့ပုဂ္ဂိုလ်ကတဲ့မြတ်စွာဘုရားဥမာဘလို့ပြောလာတယ်ဆိုတော့လူသေးကောင်းကိုမိဖုတ်တဲ့မိသွေးကလေးလိုမျိုးပဲဘာမှအကျိုးမရှိဘူးပဝန်ကျင်အတွက်လည်းအကျိုးမရှိဘူးကိုယ်အတွက်လည်းမကျိုးအကျိုးမရှိဘူးဘယ်အတွက်မှအကျိုးမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးမဖြစ်အောင်ကြိုးစားရမယ်မိမိကောင်းအောင်ကြိုးစားပြီးတော့သူများမကောင်းအောင်ကြိုးစားရင် ပြဿနာမရှိသေးဘူး ို့တူပဲမိမိမကောင်းပင်တော်ညာလည်းပဲသူများကောင်းအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်ဒါလည်းတည်းပြဿနာမရှိသေးဘူးမိမိလည်းကောင်းမယ်သူတပားကိုလည်းကောင်းအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်ကတော့လူသားတို့ခေါဏတတို့ကအလွန်တရာအထက်တန်းကြတဲ့ပုဂ္ဂိုလ်လူထမ်းစားလို့ဘုရားမြတ်ဘုရားဟောကြားတော်မူခဲ့ခြင်းဖြစ်ပါခန္ဓာကအစဉ်ပြောကြတဲ့အတိုင်းပဲဆရာဆရာမတွေက လူမမယ်ကလေးလေးတွေကို ပြုစုပြောထောင်ပြီးတော့တို့ရဲ့တန်တမ ပညာတွေတရအောင်အကျင့်ဇာတိတတွေနဲ့ပြည့်စုံရအောင် ကလေးကလေးအထင်မသေးနဲ့ကလေးကမှလူကြီးဖြစ်တာကလေးကောင်းမှလူကြီးကောင်းမှ လူကြီးကောင်းမှအလုံးကောင်းမှယနေ့ဥစ္စာမြန်မာနိုင်ငံကြီးကိုပဲကြည့်ကဘာကိုထားလိုက်တော့မြန်မာနိုင်ငံမှာရှိနေတဲ့လူတန်းစားတွေအဲ့ဒီလူတန်းစားတွေကဒီကလေးဘဝကစပြီးတော့ဘဝကိုရည်တည်နေရပထမဆုံးတွေ့တာကမိပါပေါ့မိပါပြီးဆရာစီရောက်လာတာပေါ့ အမိဘနဲ့ဆရာဆိုတာဒီကလေးတယောက်ရဲ့လိန်မာဖို့တိုးတက်ဖို့အောင်မြင်ဖို့အများကြီးတောင်းဝန်ရှိပါပထမဦးဆုံးတွေ့တဲ့ပုဂ္ဂိုလ်ကတော့မိဘပဲကလေးရဲ့တဘာဝဆိုတာဦးဇင်းတို့တော်ကောင်းများလဲအလုံးသိပြီးတဲ့အတိုင်းပဲမိမိမွေးလိုက်တဲ့ကလေးသည်မိမိမိဘရဲ့အရေးကို အမြဲတမ်းကြည်နေတာမိဘကဖျားရှိခိုးတယ်ဆိုရင်အဲ့ဒီကလေးအထူးသင်စရာမလိုဘူးလိုက်ပြီးတော့ဖျားရှိခိုးတာပဲ။ အမိဘကဥပုသ်ဆောင်တယ်ဆိုရင်အဲ့ဒီကလေးလည်းဥပုသ်ဆောင်မယ်တတလည်းဥပုသ်ဆောင်မယ်မိမိလည်းဥပုသ်ဆောင်မယ်ဆိုပြီးတော့ခေါ်နေသွားသွားပြောနေကြတာပဲထို့တူပဲမိဘကအရက်တောင်းရင်တော့အဲ့ဒီသားသမီးအထူးတင်စရာမလိုဘူးဆိုတော့ကမိဘတွေကသူတို့ရဲ့လက်ဦးဆရာတွေပဲအတူမြင်အတက်တင်ပေါ့မိဘကအယက်သမားဖြစ်နေမယ်ဆိုရင်အယက်သမားဖြစ်နေတဲ့မိဘတယောက်ကနေပြီးတော့သားသမီးကိုဟဲ့ငါလို့ ငါပြောတယ်လို့ငါလုပ်တယ်လို့မလုပ်နဲ့ငါပြောတယ်လို့လုပ် သားသမီးကိုလိမ်မအောင်ဆုံးမတယ်ဆိုပါစို့အဲ့လိုဆုံးမတဲ့နေရာမှာကိုကိုတိုင်ကအရက်တော့ပြီးတော့ဒါအရက်တော့တာ မကောင်းဘူးအရက်ဆိုတာမကောင်းတော့ဘူးအရက်ဆိုတာစီးပွားရေးပြတ်တယ်လူမှုရေးပြတ်တယ်အိမ်ဆောင်ရေးပြတ်တယ်ဘလောက်ပဲဆုံးမဆုံးမကိုကိုတိုင်ကအရက်တော့နေတဲ့အတွက်ကြောင့်အဲ့ဒီကလေးကိုဆုံးမဖို့ဆိုတာဆရာမကြီးမလွယ်ကူဘူးနော် ကိုကိုတိုင်ကစံပြအနေနဲ့နေဖို့ဒါတိတ်အရေးကြီးတယ်။ဦးဇင်းတို့ဒါခုနကဦးဇင်းပြောခဲ့တဲ့အတိုင်းပေါ့မိဘတွေကအမြဲတမ်းဖျားရှိခိုးတယ်။ပတိစိတ်တယ်တရားထိုင်တယ်ကုသိုလ်ကောင်းမှုကိုကိုကရှိကလုတ်ပြနေအဲ့ဒီသားသမီးကိုအထူးသင်စရာကိုမလိုဘူး။အလုံးသူ့ဘာသူအနောက်ကလိုက်သွားတာပဲအမေဖုရားရှိခိုးရင်သူကဖုရားကုံတော်သိချင်မှသိမယ်ဖုရားရှိခိုးတဲ့အတွက်ကြောင့်ဘလို့ကုသိုလ်ရတယ်လဲသူနားလျှင်မှနားလည်မယ် ဒါပေမဲ့အမေဖျားရှိခိုးရင်သာသမီကလည်းဖျားရှိခိုးမှာပဲအထူးတော်စင်ရမလို့ဘူးနော်တချို့မို့မိဘတွေကငယ်ရွယ်စဉ်ချိန်ခါတဲ့ကဘုံကြီးကြောင်းလာရင်သွားရင်ဒါဖျားလို့ခေါ်တဲ့ဒါကတရားလို့ခေါ်တဲ့ဒါကတန်ဃာလို့ခေါ်တဲ့တန်ဃာတွေ့ရင်ဥတော်ချမ်းရမယ်စသည်ဖြစ်ပေါ့အဲ့လိုငယ်ရွယ်စဉ်ချိန်ခါတဲ့ကကြိုးစားဆောင်ရွက်သင်ကြားလေးလာပြီးတဲ့ပုဂ္ဂိုလ်သာသမီဆိုတာကြီးလာရင် လိမ်မာတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လာယနေ့ဥစ္စံတော်မြန်မာနိုင်ငံရဲ့အရေး အနာဂတ်ရဲ့အရေးကိုတွေးလိုက်ရင်အလွန်တရာယဉ်လေးစရာကောင်းတယ်နော်ဥစ္စာနိုင်ငံကြီးမှာခေတ်ကာလလည်းမကောင်းဘူးအမျိုးမျိုးသောကတ်ဆိုးတွေနဲ့လည်းကြုံတွေ့နေရတယ်အမျိုးမျိုးသောဘေးဒုက္ခတွေနဲ့ကြုံတွေ့နေရတော့ကလေးတွေရဲ့ပညာရေးတွေဥစ္စာတို့ထိုင်းနိုင်ငံကိုသွားတာအိမ်မှာပညာသင်နိုင်တဲ့အရွယ်တွေအများကြီးပဲအဲ့ဒီကိုရောက်နေကြဒီရွယ်တွေပညာမသင်ဘဲနဲ့ ငွေနောက်ကိုပဲလိုက်ပြီးတော့သူတို့ရဲ့တန်တမာပညာရေးလည်းမရှိဘူးပညာဆိုတဲ့သဘောတရားလည်းနားမလည်ဘူးအကောင်းဆုံးအချောင်းကျူးကိုခွဲခြားတတ်တဲ့အသိပညာတွေအတတ်ပညာတွေမရှိတော့သူတို့ရဲ့တန်တမာစိတ်ထားစိတ်ထားတွေစိတ်ဓာတ်တွေကအလွန်တရာကြမ်းတမ်းတဲ့စိတ်ဓာတ်တွေ၊ကုညီတဲ့စိတ်တွေမရှိဘူး၊မေတ္တာထားတဲ့စိတ်တွေမရှိဘူး၊ရိုင်းပင်တဲ့စိတ်တွေမရှိဘူး။ဒါဗုဒ္ဓဘာသာဝင်နိုင်ငံလို့ဆိုပင်တော်ညာလည်းပင် ဗုဒ္ဓရဲ့အဆုံးအမကိုလက်တွေ့လိုက်နာခြင်းသုံးနိုင်တဲ့စွာအားဒီမိဘကလည်းမရှိတော့သာသမီကပိုလို့ဝေးသွားတာပေါ့ငကတော်ကဆိုရင်ဦးဇင်းတို့အကြောင်းဒီကျောင်းဒီကျောင်းဒီမှာဆိုရင်ဩဃာသကတော်ကျိုးညတိတိချာချာဆိုဆိုကြဩဃာသကတော်ကျိုးစာဘလို့စသည်ဖြင့်သင်ကြားပြီးတော့နေကြမိဘတွေကလည်းသင်ကြားပြီးတဲ့ဆရာဆရာမတွေကသင်ကြားပြီးတော့ လောကနီတီတွေလောကမှာကျင်သုံးရမယ်ကျင့်ဝတ်တွေကိုဒီကလေးတွေက နားလေကြနားလေကြတော့အမေမန်းလည်းသိတယ်အဖေမန်းလည်းသိတယ်ဆရာမန်းလည်းသိတယ်ဆရာမမန်းလည်းသိတယ်ကိုယေရှုရှိတဲ့ပုဂ္ဂိုလ်တွေကိုယေရှုဆက်ရမယ်ယေရှုသိရမယ်ဆိုတဲ့သဘောတရားတွေသိတယ်ယနေ့ခေတ်ကာလအဲ့လိုမဟုတ်တော့ဘူးလူတို့ရဲ့တန်တန်မှာအသည့်တရားတွေက ခေါင်းပါလာတဲ့အတွက်ကြောင့်အမေကိုလည်းရန်ရှာတဲ့ကလေးတွေပေါ်လာပြီး မိဘကိုလည်းညှင်းဆဲတဲ့ပုဂ္ဂိုလ်တွေပေါ်လာပြီးဆရာသမားကိုလည်းစော်ကားတဲ့ပုဂ္ဂိုလ်တွေပေါ်လာပြီးအဲ့ဒီပုဂ္ဂိုလ်များသာတစ်ချိန်ကျရင်အကြီးကဲတွေဖြစ်လာမယ်လူကြီးတွေဖြစ်လာမယ်ဆိုရင် ကလေးကလေးအထင်မသေးနဲ့ကလေးကောင်းမှ လူကြီးကောင်းမှ ကလေးကောင်းမှ လူကြီးကောင်းမှဆိုတော့ကလေးဆိုရင် လူကြီးတွေကလည်းဆိုလာမှာပဲเนาะဒါကြောင့်မို့ဆရာဆရာမတို့ဒီ တကယ်ကိုပရာဟိတာလုပ်ငန်းကိုတက်တက်ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေဒီကလေးတွေကိုမလိမ္မာလိမ္မာအောင်မယဉ်ကျေးယဉ်ကျေးအောင်တုံ့ပြန်ဆုံးမဖို့ကအဓိကခန်းကန်တာကပါနေတာအဲ့ဒီအဓိကခန်းကန်တာကပါနေတဲ့အတွက်ကြောင့်ဒီကလေးတွေကို လိမ္မာအောင်စူးစမ်းအထောက်ဖို့ကသိပြီးတော့အရေးကြီးတယ်ကလေးအရွယ်လိမ္မာမှကြီးရင်ကလိမ္မာမည်မလိမ္မာပြည်တော်စူးကြရင်ကောင်းမှုမတည် ကျေးဇူးတော်ရှင်တောင်မြို့ဆရာတော်ဘုရားကြီးဆက်ဆိုကြတဲ့ကဗျာတိတ်တန်ဖို့ရှိတာပဲကလေးအရွယ်လိမ္မာမကြီးရင်ကလိမ္မာမီမလိမ္မာပြပြတောင်စူကြလည်ရင်ကောင်းမှုမတီဥစဉ်တော်တော်ကောင်းများချားဘူးပါလိမ့်မယ်အမေနေရွက်ကိုကြိုက်တဲ့ကလေးချားဖို့တယ်မို့လားအေးအမေနေရွက်ကိုကြိုက်တဲ့ကလေးငကိုတုံးကဒီကလေးကကြောင်းသွားရင်နဲ့ခြေစောလက်စောရှိတော့သူများခဲတန်းကြီးယူလာလိုက်သူများဘောပင်ကြီးယူလာလိုက်သူများကွန်ပါဘူးကြီးယူလာလိုက် မိဘကလက်ခံထားတဲ့မိဘကသုံးသင်ဆောင်ဝင်မှာမေတ္တာသမီးသူများပစ္စည်းကိုယူတယ်ဆိုတာမကောင်းဘူးသူများပစ္စည်းကိုခိုးတယ်ဆိုတာမကောင်းဘူးမင်းရဲ့ခဲတံသူများခိုးသွားရင်မင်းကြိုက်ပါမလားမင်းမကြိုက်သလိုသူတို့လည်းကြိုက်မှာမဟုတ်ဘူးကိုချင်းစာတရားထားပြီးတော့သူများပစ္စည်းမယူရဘူးစသည်ဖြင့်မိဘအမေလှုပ်တဲ့ပုဂ္ဂိုလ်ကသုံးသင်ပြီးရင်ဒီကလေးကြီးလိုက်လူဆိုးဖြစ်ပါမလားမဖြစ်ဘူးနော်မိဘကအဲကလေးကတဖြည်းဖြည်းနဲ့ဇက်ရဲလာတယ်ပိုက်ဆံတွေခိုးလာတယ် အဲသူများအိမ်မှာရှိတဲ့ PC တွေခိုးလာတယ်နောက်ဆုံးကြတော့ဘရင်ကဖမ်းလို့တေရမဲ့ဆဲဆဲကို ရောက်တော့လူသေးကောင်းကိုတတ်တော်မှာနေကွယ်တတ်တော်မှာဆိုတော့ကိုင်းမင်းပြောစမ်းမင်းဘာတခုလိုချင်တယ်နောက်ဆုံးအနေနဲ့မင်းကငါတို့အခွင့်အရေးတခုပေးမယ်ကျွန်တော်အမေကိုတွေးချင်တယ်ဦးဇင်းတို့တော်ကောင်းများသိပြီးပါပြီနော်ကျွန်တော်အမေကိုတွေးချင်တယ်အမေကိုခဏတွေးချင်တယ်အမေနဲ့စကားပြောချင်တယ် အမင်းနဲ့ပြောချင်းဆုံးအချင်းသားဆိုတာအာဂါလည်းမရှိအမင်းနဲ့အမင်းကျွန်တော်နားကိုလာပါဆိုပြီးတော့ကျွန်တော်အတူတူလေးပြောချင်တယ်ဆိုပြီးတော့အမင်းနဲ့ရွက်ကိုကြိုက်လိုက်တာနော်အဲဒီကမှမူကြီးမကြီးတွေကဒေါသထွက်တာဘောကိုကိုမွေးလိုက်တဲ့သားအမေကိုစော်ကားတဲ့သားမိုက်တလောင်းမိုက်တဲ့သားဘမရှိမလဲအဲကမှသားကပြန်ပြောတာတကယ်လို့အမေသားကျွန်တော်ကိုငငယ်တဲ့ကသူများပစ္စည်းမခိုးတတ်အောင် လိမ္မာရေချာရှိအောင်အတိတ်တရားနဲ့ပြည့်စုံအောင်တုံသင်ခဲ့ရကျွန်တော်ယခုကဲ့သို့တခိုးဓမြဘဝကိုမရောက်နိုင်ပါဘူးအမေကတခိုးလက်ခံပုံစံဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ကျွန်တော်အခုလိုမျိုးဘဝကိုရောက်တာဆိုပြီးတော့ဒါအမေကိုသင်္ကန်းစာပေးလိုက်တာအမေလည်းစိတ်မကောင်းဖြစ်သာသမီလည်းဒုက္ခမရောက်သွားဘူးလားရောက်သွားတယ်နော်ဒါကြောင့်မို့ဦးဇနောတော်ကောင်းများ အားလုံးကောင်းဖို့ကြိုးစားဆိုဆိုတာဥစ္စံတော်မြန်မာနိုင်ငံမှာရှိနေတဲ့ကလေးတွေဥစ္စံတော်ငငယ်တုံးကားနဲ့မတူတော့ဘူးအခုကသိပ်ပြီးတော့ရိုင်းဆိုင်လာတဲ့ပတ်ဝန်းကျင်တွေကလည်းတုံသိဆုံးမမှုတွေအားနည်းလာတဲ့နောက်ပြီးတော့သူတို့တွေးနေတယ်ယနေ့ခေတ်ကာလဆို သိကြောက်ဆရာကောင်းတဲ့အွန်လိုင်းမီဒီယာဆိုတာနော် တကဘာလုံးကိုပတ်ကြည့်လို့ရတယ်တကဘာလုံးကပြည့်မြင်နေတယ်သူများနိုင်ငံမှာဘလို့ဘလို့ဘလို့ကလေးကဘလို့ကိုဒုက္ခပေးကြတယ်အမိဘကိုဘလို့စော်ကားကြတယ်ဒါဒီအကုန်လုံးသူတို့သိနေကြအဲ့ဒီအတိတရားတွေကိုဦးဇင်းတို့တော်ကောင်းတို့ကဘာသာရေးအတိနဲ့ထိမ့်ကွပေးဖို့အသိပြီးတော့လိုအပ်တယ်ဆရာဆရာမတွေနော်ဘာသာရေးအတိတရားတွေခေါ်တယ်ဥမာဆိုပါဆိုငါးပါးသီလနဲ့ငါးပါးသီလစောက်တည်ပြီးရင် အားတဲ့အချိန်လေးမှာကြောင်းဆရာမကြီးတို့ဆရာဆရာမတွေအားဖြင့်မင်းတို့ငါးပါးတီလာဆိုတာတီလာသူများအသက်ကိုမတတ်ရဘူးသူများပစ္စည်းမခိုးရဘူးသူများသားမယားမပြင်းမာရဘူးမူသားစကားမပြောချရဘူးအယက်သေးစားမတောက်စားရဘူးတကယ်တမ်းစဉ်းစားကြည့်ဒီငါးပါးတီလာဆိုတာကိုချင်းစာတရားပဲသားတို့သမီးတို့မှတ်သားကြမိမိသူများအသက်ကိုတတ်တာမပြောနဲ့ကိုယ့်အသက်ကိုကိုယ့်ကိုယ်ခန္ဓာကိုယ်ဝမှာချင်းတကောင်ကြိုက်တာကအစား ကိုလက်မခံနိုင်ဘူးနာမဆိုးလို့အဲ့ဒီကြိုက်တဲ့ခြင်းကိုရရင်လည်းအဲ့ဒီခြင်းကပြေးတာပဲသူ့ကိုတတ်မဆိုးလို့လူတိုင်းလူတိုင်းကကိုယ်အသက်ကိုချစ်ကြတယ်။ဒါလည်းကိုယ်အသက်ကိုချစ်တာပဲ။သူလည်းသူ့အသက်ကိုသူချစ်တာပဲ။ခွေးတိတ်ဆန်တွေကအစားရိုက်မယ်ဆိုရင်သူတို့ဒုက္ခအဲပြေးမှာပဲ။ဒါကြောင့်မို့အားလုံးသောပုဂ္ဂိုလ်တွေဘောမေတ္တာထားသူများအသက်ကိုတတ်ခြင်းကိုရှောင်ကျဉ်ရမယ်။အဲ့ဒီကလေးအွယ်ကဆုံးမလိုက်ရင်သူတို့ရဲ့နားထဲမှာစွဲနေတာနော်။ ါတော့ဥမာဆိုပါဆိုသူများပစ္စည်းခိုးတာနဲ့ပတ်သက်ပြီးတော့သားရီသူများခဲတန်းတွေမခိုးရဘူးသူများပေတန်းတွေမယူရဘူးသားပေတန်းကိုသားချစ်တယ်မဟုတ်လားသမင်းသားရဲ့ခဲတန်းကိုသားနှမျောတယ်မဟုတ်လားသေးသေးချာချာကိုမဘူးမှသိနေတာကိုပစ္စည်းကိုကိုချစ်တယ်လို့ကိုချင်းစာစိတ်ထားပြီးတော့သူများပစ္စည်းကိုလည်းသူတို့ချစ်မှာပဲသားမတရားမယူပါနဲ့မခိုးပါနဲ့မယူပါနဲ့အဲ့လိုသုံးသိဆုံးမလိုက်ရင်ဦးဇနိုးတို့ရောကောင်းများ ီကလေးကြကြီးလာရင် လိမ္မာလာပဲเนาะဥစဉ်တို့ပိစာအဖြူတခုဘာမှအယောင်မဆိုးသေးတဲ့ပိစာမှာအဖြူရောင်တင်အဖြူရောင်တင်ရင်အဖြူရောင်ဖြစ်သွားတာပဲအမဲရောင်တင်လိုက်ရင်အမဲရောင်ဖြစ်သွားတာပဲတို့တူပဲဒီကလေးတွေဆိုတာငယ်ရွယ်စဉ်အချိန်ကမှကောင်းကောင်းမွန်မွန်သုံးသင်ဆုံးမလိုက်ရင်ဒီကလေးတွေရဲ့တန်တမာအတိတရားတွေအဓိကကဥစဉ်တို့ရဲ့ဘာသာရေးအတိလို့ခေါ်မှာပေါ့ ဲ့ဒီဘာသာရေးအသည့်ဖျားဟောတော်မူတဲ့မေတ္တာထားရမယ်တရားနဲ့တရားမေတ္တာထားရမယ်ကြောင်းသားအချင်းချင်းမေတ္တာထားရမယ်ဆရာဆရာမတွေပေါ်မှာမေတ္တာထားရမယ်အဲ့လိုမျိုးမေတ္တာတရားတွေရဲ့တန်တန်မှသိရအောင်နောက်တော့စေတနာထားရမယ်တရားနဲ့တရားကူညီရမယ်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ကိုကူညီရမယ်တငယ်ချင်းအချင်းချင်းကူညီရမယ်ရိုင်းပင်ရမယ်စသည်ဖြင့်ပေါ့အဲ့ဒီကောင်းတဲ့အကျင့်စာဒိဋ္ဌလေးတွေကိုတိကိုသိရင်သိသလောက်တတ်တယ်တတ်သလောက် အဲ့ဒီကလေးလေးကိုသုံးသိဆုံးမပေးရင်ဦးဇနောတော်ကောင်းများဒီကလေးတွေကတစ်ချိန်ကြာရင်တကယ်ကိုနိုင်ငံမှာအကျိုးရှိတဲ့ကလေးငယ်တွေဖြစ်လာမှာပညာတစ်ခုတက်ယုံနေတော့မဖြစ်ဘူးနော်ပညာဆိုတာဦးဇနောတော်ကောင်းများပညာအသိပညာအတတ်ပညာလို့ခေါ်တာသူတို့ရဲ့သိတဲ့ဘွဲတွေဆိုတာအသိတရားလောက်ပဲရှိအမ် sorry အတတ်ပညာလောက်ပဲရှိတာဘွဲတွေရအောင်သင်တယ်သင်ပြီးတော့ကျက်တယ်ကျက်ပြီးတော့စံဘွဲတွေအောင်လာတယ်အဲ့ဒါအတတ်ပညာပဲရှိတယ် အဲ့ဒီအတတ်ပညာကိုအကြောင်းပြပြီးတော့အသိပညာကလည်းသိပြီးတော့လိုအပ်လာအသိပညာဆိုတာသူများမကောင်းတာမလုံနဲ့သူများမတရားမစော်ကားနဲ့သူတော်ဘာပေါ်မှာစေတနာထားမယ်သူတော်ဘာပေါ်မှာမေတ္တာထားရမယ်ကိုယ့်ရဲ့တဏ္ဍာမှာငါးပါးသီလလုံရမယ်ဖရာတရားသံဃာယနာသုံးပါးကိုကိုယ်ကိုယ်စိတ်ကတည်းရမယ်ဖရာဆိုတာဘလူတရားဆိုတာဘလူတန်ဃာဆိုတာဘလူအဲ့ဒီသူတို့ရဲ့တဏ္ဍာမှာအတိတရားကြီးရှိဖို့ကလည်းသိအရေးကြီးတယ်အတိပညာကောအတတ်ပညာကောတက်လာပြီးဆိုရင် အဲ့ဒီကလေးတွေကြီးလာရင်တကယ်ကိုနိုင်ငံအတွက်ဘာသာအတွက်သာသနာအတွက်တကယ်ကိုတန်ဖိုးရှိတယ်ကလေးတွေဖြစ်လာမှာဖြစ်ပါတယ်နော်အဲ့ဒီကလေးတွေဖြစ်လာဖို့အတွက်ဆရာမကြီးတို့ကအစဆရာဆရာမတွေအားလုံးမိဘနဲ့ဆရာပေါင်းပြီးတော့ဒီကလေးတွေရဲ့ပညာရေးကလေးတွေရဲ့အနာဂတ်ကိုကြည့်ပြီးတော့တုံသင်ဆုံးမကြရင် အာလုံးကောင်းလာကြမှာဖြစ်ပါအဲ့ဒီကလေးတွေကောင်းလာပြီဆိုရင်ဦးဇင်းတို့နိုင်ငံကြီးလည်းကောင်းလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဦးဇင်းတို့ဒီနေ့အာဓမ္မဒါနာပြုတဲ့တရားရဲ့နာမည်ကအာလုံးကောင်းဖို့ကြိုးစားဆိုဆရာသမီးအခုနကမိဘတွေကလည်းကြိုးစားရမလို့ကြိုးစားရသလိုဆရာဆရာမတွေကလည်းကြိုးစားကြရင် ကလေးကလေးအထင်မသေးနဲ့ကလေးကမှလူကြီးဖြစ်လာ လူကြီးအကလေးကောင်းမှလူကြီးကောင်းမှလူကြီးကောင်းမှအာလုံးကောင်းမှဥစဉ်တို့နိုင်ငံကြီးစီပင်တိုးတက်ပြန့်ပွားဖို့အတွက်ဒီကလေးအရွယ်ကစားပြီးတော့သုံးသိဆုံးမနိုင်သောဆရာဆရာမအများဖြစ်ကြပါစေယနေ့ယခုတက္ကသိုလ်မှလာရောက်ပြီးတော့ဖျားမှုရှိသောပါမောက္ခကျောင်းဆရာတော်ဖျားအမှုရှိသော၄၄၂ပါးသောတန်ဃာတော်အရှင်သူမြတ်တို့အား တနေ့သာဆွန်ဆက်ကလူတန်းကြောင့်ဖြစ်သောဒါနကုသိုလ်ကံစေတနာဖေသံဃာတော်ရှင်သူမြတ်တို့အလိုအပ်ရာရာသုံးဆောင်နိုင်ရန်နဝကံမအလိုငွေများကိုလူတန်းကြောင့်ဖြစ်သောဒါနကုသိုလ်ကံစေတနာသံဃာတော်ရှင်သူမြတ်တို့ဆွမ်းကိစ္စဖြင့်မပင်မပန်းချမ်းချမ်းသာသာသာသနာပြုနိုင်ရန်အမြဲတမ်းကုသိုလ်ရနေသောသာဝရဒါနနိဗ္ဗတဒါနဆွမ်းပရိသာပင်12သိန်းချက်ကိုလူတန်းကြောင့်ဖြစ်သော သာဝရဒါနနိပါတဒါနကုသိုလ်ကံစေတနာသောတိယသောသီလကုသိုလ်ကံစေတနာပွားများအားထုတ်နာကြရသောဘာဝနာကုသိုလ်ကံ စေတနာ အပြပြတို့ကြောင့်တေတုံမကံချောင်းဩဆရာမကြီးတို့ဆန်းဆန်းမြင့်နေတကားဆရာဆရာမများចောင်းသားចောင်းသူများအားလုံးသော လူနဲ့မြန်မာတတ္တဝါအပေါင်းတို့ဤကိုယ်တွင်ကိုယ်ပါနထာနာတို့၌အလုံးစုံသောအန္တရာယ်မှန်သမျှကင်းစင်လွင်ပြောင်း၍ ချမ်းသာတို့ကအဖျားဖျားနဲ့ပြည့်စုံပြီး နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကံမုတ်ချခံစားဆန်းစားနိုင်သော သူတော်ကောင်းပုဂ္ဂိုလ်များအသီးသီးဖြစ်ကြပါစေကုန်တည်းကဲဆရာမကြီးရေးစချရအောင်နော်အားလုံးရေးစောက်ခက်ခံလိုက်စုံလိုက်အရှင်မြတ်တို့ဖျား တပြည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်းယတနာမြတ်၃ပါးတို့ဤဂုံကျေးဇူးကို၎င်းယုံကြည်ပါသည်ဖြစ်၍ယနေ့ယခုအမတ်တီအခြေခံပညာအထက်တန်းကြောင်းသင်္ကန်းကျွန်း ကျောင်းအုပ်ဆရာမကြီးဒေါ်ဆန်းဆန်းမြင့်နှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများကနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်၌တရင်သုံးတော်မူကြကုန်သောဖရာအမှုရှိသောပါမောက္ခကျောင်းဆရာတော်အမှုရှိသော 442ပါးသောတန်ဃာတော်အရှင်မြတ်တို့အားအာယုံစွန်းနေစွန်းခဲပွဲပေါ်စဉ်ချိုးချင်းအရသာအဖျားဖျားတို့နှင့်တကားပင့်တန်ဃာတော်အရှင်မြတ်တို့အားလှူဒန်းပွေရာပစ္စည်းဝတ္ထုအဆုစုတို့ကို လှူဒန်းရသောဒါနကုသိုလ်တန်ဃာတော်များဆွမ်းကိစ္စဖြင့်မပင်မပန်းချမ်းချမ်းသာသာသာသနာပြုနိုင်ရန်ထာဝရဒါနနိဗ္ဗာဒဒါနဆွမ်းပရိသာပင်ဆနသိန်းချက်ကို စိုက်ထူလှူဒန်းရသော သာဝရဒါနနိပတ္တဒါနကုသိုလ်ကံစေတနာသောတိယသောသီလကုသိုလ်ကံစေတနာပရိတယနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ကံစေတနာဤသို့ပေါင်းအပ် မြတ်မြတ်သောကုသိုလ်ကံစေတနာတိဖရာတပြည့်တော်တို့အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်မြင့်တထမြင်ခြင်းဘောဂတံပတ္တိစီစိန်ဥစ္စာယတနာရွှေငွေ 亚都他能达，达尼德恰，多巴别松钦，阿绕加登巴帝，那雅嘎，格森瓜约，把我看到，简简麻麻，浅浅大大，远上南京。 နိဗ္ဗာန်သံပတိဩနာတိယေဒုက္ခပေတောဣငိအိယာအမံမြတ်နိဗ္ဗာန်သောရောင်းနိုင်ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့နိတနည်းတချာတို့ဘွား ပြည်စုံရပါလို၏အရှင်မြတ်တို့ဖရာယနေ့ယခုဖရာတပည်တော်တို့စုပေါင်း၍စုဆောင်း၍ပြုပြုသမြကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကိုယခုဘဝရှိရှိဘဝ တော်ဆက်ကြတော်မိဘဘိုးဘွားဆရာသမားတို့အားအစထား၍ရေမြေတန်နေပြည့်ရှင်မင်းငရေတန်နေယမမင်းနတ်တို့တန်နေတကြာမင်းကိုဆောင်နံဣတကတောဆောင်နံ ကဘာဣစေတီတော်ဆောင်နံကဘာဣကုံမြေဆောင်နံမြို့ဆောင်နံနိုင်ငံဆောင်နံကဘာဆောင်နံသာသနာတော်ဆောင်နံအပါအဝင်32ဘုံကျင်လေကုန်တော်ဝိနည်းယ ဒုခိတာဒုခိတာတတဝါအပေါင်းတို့အာအမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အာလုံးသောလူနှင့်မြတ် သတ္တဝါအနန္တမန္တမြတ်တို့သည် ဖရာတပည့်တော်တို့နှင့်ညီတို့ညီမြအမြရာ၍ထတ်တို့ထမြကုသိုလ်ရ၍ကိုစိတ်နှပြချမ်းမာကြသည် ကိုစိတ်နှပြ 欠大家的，搁谁那边？还大家的，别家把谁多？孤独，哎咪啊，哎咪啊，哎咪啊，又到某家罢工了，打赌、claro，打赌，打赌、哦。 Kudo Amya 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 Yura Moja Bhagong Lom Tadu 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 Kudo Amya 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 Yura Moja Bhagong Lom Tadu 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 Babiyam